ကစားသမားတွေရဲ့ဒီကစားဟန်ကတယောက်ချင်းလည်းကောင်းသလိုပြီးတော့သူတို့ရဲ့လှုပ်အားနှုံပေါ့နော်လှုပ်အားနှုံကလည်းဒီ level တစ်ခုမှရှိတယ်အဲ့ဒီအတွက်ကြောင့် Arsenal အနေနဲ့ဒါရင်ဆိုင်ရခက်ခဲမဲ့တိုင်ဘက်ဖြစ်တယ်ပေါ့နော် Chelsea ကပြီးတော့သူတို့တွေအနေနဲ့ပွဲကနည်းနည်းလေးပို့ပြီးတော့မြန်လာတယ်နေရာလွတ်တွေနည်းနည်းလေးဟတယ်ပေါ့နော်အဲ့လိုပွဲမျိုးဆိုရင် Chelsea ကခက်မြန်မြန်နဲ့အနေရများစွာထိုးနှက်နိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်ဆိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါ ီနေ့စီစဉ်လေးကိုတော့ Wisebet ကနေအဓိကကူညီပံ့ပိုးပေးတာပါတယ်။ဗိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ Wisebet ကိုဒေါင်းလုံးရယူပြီး promo code 1sugarhouse နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ။ စိုက်ဘာဂိမ်းနဲ့အခြားအကစားနည်းတွေပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခု video ရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။စကားပြေတဲ့များအလုံးပဲမင်္ဂလာပါများ။လာမယ့် super sunday ညမှာစီမံကစားမယ့် premier league ဒါပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Arsenal နဲ့အသင်းတို့ရဲ့ပွဲချုပ်သုံးသက်ချက်ကိုကျွန်တော်နဲ့အတူအားစားကောင်းရှင်ဖြစ်တဲ့ကိုရဲရင်အစီသူတို့ကသုံးသက်ပြောဆိုပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကိုတို့မင်္ဂလာပါ။မင်္ဂလာပါ။မင်္ဂလာပါ။ ုတ်ကဲ့ပါဒါဟိုအာဆင်နယ်တင်းကတော့အကောင်းဆုံးပုံစံရနေချိန်ပေါ့လေအဲ့တော့ဒါချန်ပီယံလိမှာလည်းအဆင့်1ဒါပရီးမီးယားလိမှာလည်းအဆင့်1ဒါပရီးမီးယားလိမှာလည်းချဲစီအသင်းကို6မှတ်ဖြတ်ထားတယ်ပေါ့လေအဲ့တော့တော်တော်လေးကိုအလားအလာအကောင်းကြီးအများကြီးပိုင်ဆိုင်ထားတယ်နောက်ပြီးတော့ဟိုဒီရာဒီမှာသူတို့ရဲ့အာဆင်နယ်အသင်းရဲ့ဒါခြေစွမ်းကလည်းတော်တော်ကြီးကောင်းမွန်တဲ့အနေထားပဲမှာရှိနေနောက်ပြီးခိုင်မာမှုလည်းရှိရဲဟိုတော်တော်လေးလည်းဟိုဖောင်ရမ်းလည်းမိနေပေါ့လေအဲဒါပြင်ဒါချဲစီအသင်းကလည်းဒါပြီးခဲ့တဲ့ဒီကလပ်ကမ္ဘာဖလားနေစပြီးတော့အခုဒီရာဒီအထိပေါ့လေချဲစီအသင်းကလည်းလုံးဝဟို ဘယ်လိုပြောမလဲအများဟိုအများစုပေါ့လေဟိုလုံးဝဟိုအသီးအနှံတွေ့လို့ရှိရင်လုံးဝထိမှတ်မထားတဲ့အခြေအနေကနေသူတို့အကောင်းဆုံးပုံစံလုပ်ပြနေတာဆိုတော့ဒါအရင်ဦးဆုံးဒါ Chelsea အသင်းနဲ့အဲဟို Chelsea အသင်းရဲ့အခြေအနေပတ်သက်ပြီးတော့ဒါစီတူအရင်ဆုံးသုံးသပ်ပြပါဦးဗျအာဟုတ်ကဲ့ Chelsea ကဒီဘွယ်အင်ကွင်းဘွယ်ကစားရမှာပေါ့နော် Arsenal နဲ့သူတို့အသင်းကြားကအမှတ်ကွာမှုကိုချော့ချနိုင်မယ်ဖွင့်ရင်ကောင်းလည်းဖြစ်တယ်အခြားတစ်ဖက်မှာတော့ Arsenal အရင်ကောင်းနေရမှန်တယ် ဒါပေမဲ့အာဆင်နယ်နဲ့ယင်ဆိုင်မဲ့ချယ်ဆီအသင်းကိုယ်တိုင်ကလည်းလက်ရှိအချိန်မှာယုံကြည်မှုဒါအမြင့်ဆုံးအခြေအနေပေါ့ဘာစလိုနာကိုသူတို့သုံးဂိုးပြအနိုင်ယူထားတယ်ပြီးတော့ဒီပွဲမှာလည်းသူတို့ကစားခဲ့တဲ့ပုံကလုံးဝတော်တော်လေးကိုပြည့်စုံကောင်းမွန်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ပြီးတော့ဒီလိုသူတို့ဒီရာသီမှာအသင်းကြီးရင်းနဲ့ကစားတဲ့ပွဲတွေမှာလည်းသူတို့ရဲ့ခြေစွမ်းထက်မြက်ကောင်းမွန်တာကိုတွေ့ရတယ်ပြီးတော့ဒါပြီးခဲ့တဲ့ရာသီကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်လည်းအာဆင်နယ်နဲ့ယင်ဆိုင်ကစားတဲ့နှစ်ပွဲစလုံးမှာသူတို့တွေအနေနဲ့ဒီ ရှင်းနိုင်တာကိုတွေ့ရတယ်ပေါ့နော်တရေတပွဲကစားတယ်1-0နဲ့တပွဲရှုံးတယ်ပေါ့နော်အဲ့တော့အဲဒီအချင်းတွေရဲ့ရက်ကိုကြည့်မယ်ဆိုရင်ချဲစီဟာအာဆင်နယ်အတွက်လောကပြိုင်ဘက်ကောင်းအနေအထားကိုကျွန်တော်တွေ့ရတယ်ပြီးတော့ချဲစီရဲ့ကစားတဲ့အနေအထားမှာနည်းနည်းလေးတူးချင်းခြေစွမ်းအရန်ကောင်းတဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ဒီ Enzo Fernandez ဆို Moises Casido တို့ဒီဘွဲတော့ Esther Vaughn မပါဝင်တော့ဘူးဒါပေမဲ့ Patronato Canacho အစရှိတဲ့ဖြင့်ဒီကစားသမားတွေရဲ့ဒီကစားဟန်က တယောက်ချင်းလည်းကောင်းသလိုပြီးတော့သူတို့ရဲ့လှုပ်အားနှုံပေါ့နော်လှုပ်အားနှုံကလည်းဒီ level တစ်ခုမှရှိတယ်အဲ့ဒီအတွက်ကြောင့် Arsenal အနေနဲ့ဒါရင်ဆိုင်ရခက်ခဲမဲ့တိုင်ဘက်ဖြစ်တယ်ပေါ့နော် Chelsea ကပြီးတော့သူတို့တွေအနေနဲ့ပွဲကနည်းနည်းလေးပို့ပြီးတော့မြန်လာတယ်နေရာလွတ်တယ်နည်းနည်းလေးဟတယ်ပေါ့နော်အဲ့လိုပွဲမျိုးဆိုရင် Chelsea ကခက်မြန်မြန်နဲ့အနေအများဆိုတာထိုးနှက်နိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်အဲ့တော့ Chelsea အနေနဲ့ဒီကျွန်တော်အသေးစိတ်ပြောစရာချက်တွေအများကြီးရှိသေးတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ overview အနေနဲ့ကြည့်မယ်ဆိုရင် Chelsea ရာ Arsenal အတွက် တော်တော်လေးဒုက္ခပေးနိုင်တဲ့ပြီးတော့အာဆင်နယ်နဲ့ဒီပခုံးချင်းရှင်နိုင်တဲ့တပွဲချင်းရှင်တဲ့ကစားတဲ့အနေအထားမှာပခုံးချင်းရှင်နိုင်တဲ့အနေအထားတကြပေါက်ရှိတဲ့အသင်းကိုပြောရပါလိမ့်မယ်။ဟုတ်ကဲ့ပါဒါကိုရင်းရအောင်ဆက်ပြီးတော့ဒီအာဆင်နယ်အသင်းရဲ့အကြောင်းလေးလည်းဆက်ပြီးတော့ပြောပြပါအောင်ဗျ။အာဆင်နယ်လည်းဒါအားလုံးကြည့်တဲ့ပုံစံကောင်းတစ်ခုရနေအောင်နော်ပုံစံကောင်းတစ်ခုရနေတယ်တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့မှအများအပြားဖြစ်တော့ set play ကို ရန်အားပြုတယ်ဆိုရဲအခြေအနေတခုကနေဒါပွဲချက်ကာလမှာပဲဒါထူးထူးခြားခြားပဲเนาะပွဲချက်ကာလမှာပဲအစင်းရဲ့ဒီ open play ကနေတဆင့်ကစားပုံနေတက်စ်ဂိုးရပုံနေတော်တော်လေးကိုမြိုင်လာဆိုတော့ဒါဒီပွဲကတော့တည်ကြပါတယ်ဒါ Premier League title race အတွက်ရန်ကူပဲအရေးပါတဲ့ပွဲဖြစ်တယ်လို့တော်တော်လေးလည်းဒါစိတ်ဝင်စားစရာကောင်းတယ်ပေါ့เนาะနှစ်သင်းလုံးကလည်းအမှတ်ပေးစရာထိပ်ပိုင်းမှာရှိတဲ့အခြေအနေ Chelsea မှာလည်းဒါအကောင်းဆုံးပုံစံရဖြစ်ချင်တော့နှစ်သင်းလုံးကဒါပြီးခဲ့တဲ့ဂျာရက်ကဆိုရင်ဒါဥရောပ ထိတ်သီးပေါ့နော်ဒါ Chelsea ကလည်း Barcelona ကိုအင်းကို3ဂိုးသွင်းတယ် Arsenal ကလည်းဒါဒီဟာဒီ Europa ပွဲဒီမှာဆိုတပွဲမှမရှုံးသေးတဲ့ဒီ Bayern Munich လိုအင်းကို3ဂိုးသွင်းခဲ့တယ်ဆိုတော့တိုက်စစ်ကတော့နှစ်တင်းလုံးကတကယ်ကိုပုံစံကောင်းရနေကြတဲ့အခြေအနေပေါ့လေ Chelsea မှာဒါ Arsenal ကိုထိုးနှက်နိုင်တဲ့ဒီလက်နက်ကောင်းတွေရှိသလို Arsenal ကလည်း Chelsea ကိုပြန်ပြောမှထိုးနှက်နိုင်တဲ့ဒါလက်နက်ကောင်းတွေကတော့ဒါအများကြီးပါပဲဒီပွဲက Arsenal ရှူတော့ဘက်ကကြည့်မယ်ဆိုရင် အနည်းဆုံးဒါသူတို့ဘက်ကတည်တမတ်ယူနိုင်ခဲ့ရင်တော့မှဒီပွဲချက်ကာလာတို့ပေါ့နော်ဒါဒီဇင်ဘာဆိုရင်ဟိုရှေ့တစ်ပတ်ထဲမှာပဲအခုတို့ကဂျားရက်ထဲမှာဆိုရင်ပရီးမီးယားလိပွဲစဉ်တစ်ခုကစားမယ်နောက်ထပ်လာမက်ဆနီတို့မှာဆိုရင်ပုံမှန်တိုင်းကစားမယ်ဆိုတော့ဒီဒီပရီးမီးယားလိပွဲတွေခက်စိတ်စိတ်ကစားမယ်ကာလာတို့ဒါအာဆင်နယ်အနေနဲ့ဝိကွင်းမှာအနည်းဆုံးတည်တမတ်ကစားနိုင်ခဲ့ရင်ကိုသူတို့ပလန်ကတော့မစိုးလို့ဒါပြောလို့ရတယ်အဓိကတော့မရှုံးအောင်ပေါ့နော်မရှုံးအောင်ကစားမယ်ဟေ့ဆိုရင်တော့အာဆင်နယ်ရဲ့ခံစစ်အနေထားကွင်းလည်ကျင်းမှုအနေထားလည်းသူတို့လိုချင်တဲ့ target တစ်ခုကိုကတော့ ရောက်အောင်သွားနိုင်မယ်လို့ထင်တယ်။အဲ့ဂျာတွေကမှ Chelsea ရဲ့ဒီအာဏာချက်တချို့ကိုသူတို့အခွင့်အကောင်းယူနိုင်မယ်နိုင်ခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့မှဒါရမှတ်တွေဖြတ်နိုင်မှာပေါ့နော်။အတေချာတခုကတော့ Arsenal ကဟိုဒီဘက်မှာမရှုံးအောင်အ ਨੇ စုံတော့တီတမတ်ယူနိုင်အောင်ဆိုတော့ plan မျိုးနဲ့ဒါချင်းကပ်လာမယ်လို့အကိုကထင်တယ်။ဟုတ်ကဲ့ပါ Arsenal တင်းကခုနောက်ပိုင်းမှာဒါတိုက်စစ်ပိုင်းရလဲတော်တော်လေးဟိုကောင်းလာတယ်ပေါ့လေ။ကျွန်တော်လေ့လာမိတဲ့လောက်ကတော့ဒါ Arsenal ကဒီပွဲစဉ် တစ်ကနေ30လောက်ထိကိုသူတို့ကဒီ open play ကနေကိုရဖို့တော်တော်လေးလေးရုန်းကန်ကြီးဟုတ်တယ်အဲ့ stat တွေကြည့်မယ်ဆိုတော့တော်တော်လေးလေးရုန်းကန်တယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာအခုဆိုရင်ဒါနောက်ဆုံးနှစ်ပွဲဆက်ပေါ့လေဒါတကယ်ကိုပဲအကောင်းဆုံးတိုက်စစ်ဟိုပုံစံနဲ့ဒါဟိုဟာ open play တွေကနေလည်းဒါ goal တွေဒါအမြဲလိုလိုရနေတာတွေ့လာရတယ်ပေါ့လေအဲ့တော့ဒီ Chelsea အသင်းမှာလည်းတကယ်တော့ဒီပွဲကဒီ ဆိုပြီးမန်ဒီတို့ဟိုဒီဂရန်ရိုက်တို့ဒီကွင်းလယ်တွင်းနဲ့ဒါချက်စီကဒါဝက်ဆက်ခိုင်စီတို့တို့ဒီအန်ဟိုအန်ဆူဖာနန်ဒက်တို့ရဲ့ဒီကွင်းလယ်ပတယ်လေးကလည်းတော်တော်လေးဟိုကြည့်ကောင်းမယ်ဒါဟိုသူတို့ရဲ့ပြန်ဆိုင်မှုပြေးထန်မှုတို့ကျွန်တော်ကတော့ဟိုထင်တယ်ပေါ့လေအဲ့တော့ဒီချက်စီအသင်းကဒီပွဲမှာဒါတို့ရဲ့ဒီကွင်းလယ် ဒီအထိုင်းပေါ့လေဒီနေရာမှာဒါပြီးခဲ့တဲ့ဒါပွဲကြီးဒီနေရာဒါရင်ဆိုင်လာတဲ့ဒီပွဲထုတ်လာတဲ့ပုံစံတိုင်းမှာဒါ risk game ဖြစ်ဖြစ်ဒါမဟာလူကူဆိုပဲဖြစ်ဖြစ်ဒီကစားသမားအနေနဲ့ဒါဟိုကွင်းလေကိုတက်ပြီးတော့ဒါဟိုဟိုဘယ်လိုလဲ၃လနိုင်တာဒါမှမဟုတ်ဒါ Chelsea ကွင်းလေရဲ့ဟိုအခင်းချင်းပိုင်းအောင်ဘယ်လိုဖြစ်လာမလဲဆိုတာဒါစီတူကဆက်ပြီးတော့သုံးသပ်ပြပါဦးဗျဟုတ်ကဲ့ခင်ဗျဒီပွဲကြီးမှာရင်ဆိုင်ရင်ဒီသုံးတဲ့ပုံစံလေးပေါ့နော် region သို့မဟုတ်မှာလူကူဆိုကွင်းလေမှာပြီးတော့ခန်းစစ်မှာဒီ ခုနသူတို့နှစ်ယောက်ကိုလှည့်မျှတုံးတယ်ပေါ့နော်အဲ့ဒီပုံစံအတိုင်းပဲသုံးမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီပုံစံတော်တော်လေးအလုပ်ဖြစ်နေတယ်ပြီးတော့အဲ့ဒီပုံစံသုံးခြင်းအပြင် Enzo Fernandez ကနံပါတ်10ရောက်သွားတယ်အဲ့တော့ဒီလိုနံပါတ်10ရောက်သွားတဲ့အခြေအနေမှာ Enzo Fernandez ကဘာလုပ်တယ်လဲဆိုတော့သူကဘယ်ဂျမ်ဘက်ကိုရိမ်းပြီးတော့ကစားတယ်ရိမ်းပြီးကစားတဲ့ခါမှာကနာချိုရဲ့အနီအနာ AM လို့ role ကနေသူကစားတယ်လို့နောက်ကိုဆုတ်ပြီးတော့ LCM လို့ role ကနေသူကစားတယ်အဲ့ပုံစံကသူ့ရဲ့အာသာချက်တွေနဲ့တော်တော်လေးကိုက်ညီတယ် ဲ့တော့အဲ့ဒီနီးအားဖြင့် Chelsea ရဲ့ကွင်းလေကအရန်တောင်တင်သွားတော့ကျွန်တော်တို့မကြခဏမြင်ရတယ်အဲ့တော့ဒီပုံစံအတိုင်းချင်းကပ်လာမယ်ပေါ့အဲ့တော့အဲ့ဒီနောက်ထပ်တွဲဘက်ကွင်းလေတယောက်နေရာမှာတော့ဘယ်သူသုံးမလဲဆိုတော့အဲဒါကခက်မရတော့ခက်နေသေးတယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ data တွေကိုကောက်ပြီးတော့ပြောမယ်ဆိုရင်တော့ဒါ region ကိုသုံးဖို့များတယ်မလို့ gusto ကို right back သုံးတာမျိုးဒါမြင်ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒါပြီးခဲ့တဲ့ပွဲမှာမလို့ gusto ကိုစောစောစီစီအနာပေးခဲ့တယ် Barcelona ရဲ့ပွဲမှာပထမပိုင်းပြီးသွားတဲ့အချိန်တွေကအနာပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့မလို့ gusto ကိုတေချာပေါက် ဒီပါလာမယ်လို့ကျွန်တော်ယူဆထားတယ်ပေါ့နော်ပြီးတော့ regions ကလည်းအသိန်းကောင်းဆောင်ဖြစ်တဲ့အတွက်သူ့ကိုတော်တော်လေးအားကိုးတယ်ပေါ့နော်အဲ့တော့ဒီပုံစံလေးပေါ်ထွက်လာမယ်လို့ထင်ပြီးတော့အဲ့ပုံစံက Chelsea ရဲ့အရန်အရေးပါတဲ့ဒီလှုပ်ရှားမှုတစ်ခုဖြစ်တယ်ပေါ့နော်ခုနကျွန်တော်ပြောသလိုဘယ်ဘက်မှာဒီကွင်းလေပေါ့လှုပ်ရှားလိုက်ရတော့ဒီပွဲထွက်ပုံကတော့ကွင်းလေပဲဒါပေမဲ့သူ့ရဲ့တက်ရောက်မှုကအများကြီးပဲအဲ့တော့အဲ့တက်ရောက်မှုတွေမှာဒီဘယ်ဘက်ဘယ်ဘက်ကိုဒါအများကြီးဒါကူညီဖြစ်တယ်ပေါ့နော်ဘယ်ဘက်ဆိုရင်ဒါကူကူရီယာပါလာပြီး ခနာချိုလည်းဒါဒီဘွဲ့မှာတုံးဖို့များတယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုလည်းဘာစီလိုနားဘွဲ့မှာမင်းတ60လောက်ပဲတုံးသွားတယ်။အဲ့ဒီတော့ကြောင့်ခနာချိုကပို့ပြီးတော့ fresh ဖြစ်နေပြီးတော့ပါလာနိုင်ချေများတယ်ပေါ့နော်။အဲ့တော့ခနာချိုပဲတောင်းမယ်ပက်ဒရိုနက်ထိုညတောင်းမယ်ဖြစ်ဖို့များတယ်လက်ရှိအနေထားအရ။အဲ့တော့အဲ့ဒီအခြေအနေထားမှာဆိုရင်ဒီအန်ဇိုရဲ့ဘယ်ဘက်ကိုအစင်ကစားခြင်းပြီးတော့ဒီခနာချိုနဲ့ချိတ်ဆက်ကစားခြင်းသူတို့ပြခနာချိုကိုနေရာလွတ်တွေပိုရအောင်လုပ်ပေးနိုင်တယ်။ကူဂူရီယာရောဒီဟိုဟာဟိုဟာပေါ့နော်။အန်ဇိုဖန်ဒက်စ်ကိုအဲ့တော့အဲ့ဒီ ပုံစံလှူရှားမှုလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ဒါဘာပိုပြီးစိတ်ဝင်စားဖို့ကောင်းလဲဆိုတော့အာဆင်နယ်နဲ့တွားပြီးတော့ထပ်ပြီးတော့ချိတ်ဆက်နေတယ်ဘာလို့လဲဆိုတော့အာဆင်နယ်ရဲ့ညာဂျမ်ဘက်ကိုအများကြီးအာယုံပြုတ်ကစားတဲ့အသင်ဖြစ်နေအောင်ဟောဒီဆာကာနဲ့တင်ပါချာတွေကချိတ်ဆက်မှုကအာဆင်နယ်ရဲ့တိုက်စစ်ကိုဒါဟိုတော်တော်လေးကိုမောင်းနှင်ထားတဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီအစီရဲ့ကစားပုံကလည်းသူကဘယ်ဘက်ကိုကစားရလားဘယ်ဘက်ကိုချိန်ကစားရလားပိုကြိုက်တဲ့ကစားသမားဒါပေမဲ့လောလောဆယ်အာဆင်နယ်ရဲ့အခင်းအကျင်းထဲမှာတော့ဘယ်ဘက်ကိုတည့်ရင်ကစားလာမှာမဟုတ်ဘူးသူက ဒီညာဘက်ကိုလည်းလည်းပို့ပြီးတော့ပေါဝင် ပတ်သက်တယ်ပေါ့နော်အဲ့တော့ဒီ battle တစ်ခုကဒီအခြေအနေမှာဒါရင်ဆိုင်ရဖို့ရှိတယ်အဲ့တော့ဟို Chelsea ရဲ့အနေထားအားဖြင့်ပေါ့နော်ကုကန်နေကုကန်ကြီးပဲကုကန်နေရာတစ်ဆိုင်ခုနလိုမျိုးဘာနာချိုတို့အန်ဆိုတို့ရဲ့ကူကူရီယာတို့ရဲ့ပြန်လည်ထိုးနှက်နိုင်ခြင်းစွမ်းအားဟာအာဆင်နယ်ရဲ့တိုက်စစ်စွမ်းအားကိုအထိုက်လျောက်ချော့ချစေနိုင်တဲ့အချက်တစ်ခုဖြစ်တယ်ပေါ့နော်အော်ဒါကြောင့်မလို့ဒီကွင်းလေကိုကျွန်တော်အနေနဲ့ခုနလိုမျိုးကွင်းလေဒီတချို့ပွဲဆိုရှိရဗျာနံပါတ်10ကိုဂျော်ဘရိုတိုက်စစ်မှုကိုဒီဟိုဟာတုံးတာပေါ့နော် လျံသေးလက်သုံးတာမျိုးအဲ့လိုမျိုးထက်ဆိုင်အန်ဆိုကိုနံပါတ်10သုံးတယ်ပြီးနံပါတ်10ကလည်းသူနောက်ကိုဆင်းမယ်အဲ့ဒီနေရာကိုကျော်ဘရိုကစားမယ်အဲ့အဲ့ပုံစံမျိုးဘက်ကိုပုံသွားမယ်လို့ကျွန်တော်နေနေတာယူဆမိပါတယ်ဗျာ ဟုတ်ကဲ့ပါဒါအာဆင်နယ်အသင်းကလည်းအဲအခုနောက်ပိုင်းမှာကျွန်တော်ခုနပြောခဲ့လို့ပဲဒီတိုက်စစ်ကံတော်တော်လေးဟိုအားကောင်းလာတယ်ပေါ့လေဒါအထူးသဖြင့်ဒီဒိုင်းရကစားသမားလေးလည်းပြန်လည်းကောင်းမွန်လာတယ်အခုဆိုရင်ဒါယော်ဂရက်တို့လည်းဒီပွဲမှာဒီပါကောင်းပါနိုင်တယ်ပေါ့လေအဲ့တော့ဒီအာဆင်နယ်အသင်းအနေနဲ့ဒီပြီးခဲ့တဲ့ပွဲမှာလည်းဒါဟိုထရော့ဆက်ကဒါဒိုင်းရအခြေအနေလေးနည်းနည်းဟိုဒိုင်းရရတဲ့အခြေအနေလေးနည်းနည်းလေးတွေးရတော့ဒီအာဆင်နယ်အသင်းရဲ့ဒီတိုက်စစ်ပိုင်းကဟိုဘယ်လိုမျိုးအပြောင်းလဲလုပ်လာနိုင်လဲအဲဟိုရှေ့ပွဲဒီမှာကစားတဲ့ဒါမရီနိုပဲဆက်ပြီးသုံးလာနေတာဆိုတော့ဒါကိုရင်ဆက်ပြီးသုံးတတ်ပြီပေါ့ ဒါအာတီတာအတွက်တော့တကယ်ကိုစဉ်းစားကန်းဝင်ရမယ်ပွဲမျိုးပေါ့အထူးဖြင့်ဒါတိုက်စစ်ပိုင်းကတော့ဒါထားလိုက်အောင်တိုက်စစ်ပိုင်းကတော့မရီနိုကလည်းပွဲဆက်လေးနည်းနည်းများလာတယ်ကစားရတာလည်းတကယ်ပွဲကြီးတွေပဲလေပွဲကြီးတွေမှာသူ့ရဲ့ဒီ distance ကဘာအဖြစ်ကြည့်မယ်ဆိုလဲအရန်ကိုမြင်ပါတယ်ဒါစပါနယ်ပွဲရောဘန်မြူနစ်နယ်ပွဲရောဒီတကွင်းလုံးကိုလိုက်ပတ်ပြီးကစားထားတယ်ဆိုတော့ဒီဘက်မှာသုံးပါမလားပေါ့နော်တကယ်လို့မသုံးမနဲ့ယော့ခရက်ကိုသုံးခဲ့မယ်ဆိုရင်လည်းဒီပုံစံကတော့ဆက်ပြီးမြင်ရမှာဟိုစိတ်ဝင်စားတာကတော့ခွင်းလေပဲခွင်းလေမှာအစည်းက အခုဒီနောက်ပိုင်းဆိုရင်အာဆင်နယ်ကဒါ4231ပုံစံအဲ4231ပုံစံမျိုးဆန်ဆန်ပဲကူရောကစားလာတယ်အခုကကြတော့ဒါအလုံးကြည့်တဲ့အချိန်မှာ audi gap ပြန်ပြီးမှပါလာပြီ audi gap ပြန်ပါလာမယ်ပြန်ပြီးမှဒဏ်ရာတက်တာလာမယ်အခြေအနေကြရင်လက်ရှိဒါအဇင်းနဲ့တူပုံစံကောင်းရနေတဲ့အာဆင်နယ်ရဲ့ဒီတိုက်စစ်ဖန်တီးနိုင်စွမ်းပေါ့နော်တိုက်စစ်ဂိုးသွင်းနိုင်စွမ်း open player နေတစ်စစ် chance creator ဘိုင်းအရန်ကိုအားကောင်းတဲ့ပုံစံတစ်ခုဟာဘယ်လိုပုံစံဖြစ်သွားမလဲဆိုတော့အဲ့ဒီဘိုင်းကတော့ တကယ်ဟိုအာတီတာကိုယ်တိုင်လည်းဟိုဘယ်လိုပြောမလဲညမိပဲနဲ့စဉ်းစားမယ်ပိန်တယ်ဟုတ်ကဲ့အဇီးကိုပဲဆက်သုံးရမလားအော်ဒီကက်ကိုပဲသုံးရမလားနော်အော်ဒီကက်ကလည်းကြည့်လိုက်တော့ Chelsea နဲ့ပွဲတွေကြတော့တော်တော်ကြီးရလာကောင်းပါလေဒါသူပေါဝင်ကစားတဲ့ Chelsea နဲ့ပွဲတွေမှာဆိုအာဆင်နယ်ကဒါခုနှစ်ပွဲလာမတူမရှုံးထားတာလေဒီလိုမျိုးမှတ်တမ်းကောင်းလေးလည်းရှိနေတယ်အတင်းကောင်းဆောင်လည်းဖြစ်နေတဲ့အတွက်အော်ဒီကာကိုလည်းဒါသုံးမယ်ဆိုရင်လည်းသုံးဖို့စဉ်းစားရမယ် ဒီလက်ရှိမှာပြစ်လိုက်တော့အဆေးကလည်းအလုံးအကောက်တည်ရတယ်အကောင်းဆုံးပုံစံရတယ်ဘောနော်ဘိုင်မြူနစ်ရဲ့ပွဲမှာဆိုလည်းသူ့ရဲ့ဒီဖန်တီးနိုင်ဆိုရင်ဘလောက်မြင့်တယ်လဲသူ့ရဲ့အမြင် vision ဘလောက်ကောင်းတယ်ဆိုတော့မြင်ရဆိုအာဆင်နယ်ကတော့ဒီဒဏ်ရာတက်တာလာတဲ့ကစားသမားတွေနဲ့လက်ရှိမှာပုံစံကောင်းရနေတဲ့အခင်းချင်းတစ်ခုကိုဘလို့သွားမလဲဆိုတာတကယ်ကိုစဉ်းစားကြရတော့ရှိတယ်တိုက်စစ်မှာတော့အခုပြောသလိုမရီနိုကိုမရီနိုကတကယ်အုံနှောင်းမြင့်မြင့်နဲ့ညံရင်မြင့်မြင့်နဲ့ကစားနိုင်စွမ်းရှိတာမနဲ့ဒါမဲ့လိုအောင်တော့ပို့ပြီးအားပြုမယ်ချယ်လ်စီကဒီ လိုပြောမလဲနောက်ခန်းစစ်မှာ PW တွေဆိုရယ်အမားလေးရှိတတ်တယ်ဥပမာဘန်လီနဲ့ပွဲမျိုးမှာဆိုရင်ပရက်ကနေဒါမာဝါတာလေးနောက်ထပ်ဒီ Northern Forest နဲ့ပွဲမှာဆိုလဲဒီတိုင်းပဲပရက်ကနေမာပြောမှာ chance ပေးလိုက်ရလားလေးတွေ့ရတယ်အဲ့တော့ဒီ Chelsea ရဲ့ဒီ PW ကို pressing ကောင်းကောင်းလုပ်နိုင်တဲ့ Yorkress ကိုတုံးမယ်ဆိုရင်တုံးလို့ရတယ်ဒါကတိတ်ပြီးပြဿနာမရှိတော့ဘူးဒါပေမဲ့ Origan ကိုတုံးလိုက်မယ်ဆိုရင်လက်ရှိ Arsenal ရထားတဲ့ Pickford တကူက ပြောလို့ရမယ်ဆက်ပြီးမှထိန်းနိုင်ပါမလားဆိုတော့အဲ့ကန်းတော့တော်တော်ကြီးကိုဒါစိတ်ဝင်စားစရာကောင်းတယ်ဘယ်ချမ်းမှာခဏတော့အဝင်ပြောတဲ့ဒါ trosset မပါနိုင်ဘူး trosset မပါနိုင်ခဲ့ဘူးဆိုရင်တော့မှဒါ chelsea တောင်ပံကစားမောင်းဖြစ်တဲ့ maro ak ကိုဘယ်တောင်ပံကစားမောင်းဖြစ်တာတုံးလို့ရတယ်နောက်တဲ့ martinelli ကိုလည်းဒါတုံးလို့ရတယ်ဆိုတော့တောင်ပံတက်စစ်ကလည်းအဲ့လိုဒီပြဿနာမရှိသေးဘူးเนาะအဓိကကိုကြည့်ရမှာတော့ origa နေရာမှာ sorry ဒါ az ရဲ့နေရာမှာ origa ကိုတုံးမလားပေါ့လေဒီဘိုင်းလေးကိုလည်းစောင့်ကြည့်ရဖို့ရှိတယ် origa ကိုတုံးလာမယ်ဆိုရင်တော့ arsenal ကပုံမှန်ကစားနေတဲ့ဒါ433ပုံစံမျိုး ပူဆန်ဆန်ဖြစ်သွားမှာပေါ့နော်။အဲ့မှာ rise to power ကအစားသူ့ရဲ့ function တွေလည်းအများကြီးပြောင်းသွားမယ်လို့ထင်တယ်။အဲ့ဒါလေးကိုတော့အကူအောင်စောင့်ကြည့်ချင်တယ်ညီ။ဟုတ်ကဲ့ပါဒါအာဆင်နယ်ကဒီရာဒီမှာဒီအသင်းရဲ့ပေါ့လေဒီကွင်းလေပိုင်းနဲ့ဒီတိုက်စစ်ပိုင်းမှာပူပြီးအားကောင်းလာတာဒီဟိုဒီ grand right ရဲ့ခံကဏ္ဍပေါ့လေဒီ grand right ကတော့ပြီးခဲ့တဲ့ယာစီဒီမှာတော့ तू ကဒီ deep blow မှာပဲတော်တော်များအချိန်ကုန်တာပေါ့လေဒါအခုဒီယာစီမှာတော့ဒါ zombie man တွေရောက်လာခြင်းနဲ့ तू ကတဖြည်းဖြည်းနဲ့ဒီ event position မှာအများဆုံးတွေ့လာရတယ်ဒါသူ့စီရလဲဒါ progress spec တွေကတပွဲဟုတ်တာ8 point ဟာကြော်ကြော်လောက်တော့လीဒါအများကြီးသူစီကထွက်နေရလဲတွေ့ရတော့ဒီအာဒီတာအနေနဲ့ကတော့သူ့ရဲ့လက်ရှိအကောင်းဆုံးပုံစံရနေတဲ့ဒီကွင်းလေအစုဖွဲ့တွေကိုဒါဒိုင်ကနေပြဿနာလေဟိုဒီ grand ride ကိုအခုလိုမျိုးဒါပွဲကြီးမှာချက်ချင်းသုံးမှာမလားဆိုတာကတော့ဒါကျွန်တော်ဟိုတစ်ချက်စောင့်ကြည့်ရမှာပေါ့လीဒါဒါပေမဲ့တခုရှိတာကအစင်နမှာအခုလက်တလုံးမှာကဒိုင်ကပြဿနာနေပြန်လဲတက်တာကောင်းမလားကစားသမားတွေတော်တော်လေးများနေတယ်အင်အားကလည်းပို့ပြီးတော့တောင်းနေပေါ့လीအဲ့လိုပဲဒါ Chelsea အသင်းမှာလည်းဟိုဟိုဘာပဲပြောဒါ Chelsea အသင်းရဲ့ဒီဟိုဆွတ်တဲ့အရာလေဒါအစင်နေကိုရှင်းနိုင်လောက်တဲ့အနေအထားမျိုးအများကြီးရှိတယ်ဆိုတော့ဒီ Chelsea အသင်းကဒါပေမဲ့တခုရှိတာက ကခေတိအသင်းရတရားဒီမှာဒါဟိုဒီအာဆင်နယ်ပြင်းပေါ့လေဒါဟိုစပီရာနဲ့ကိုအများကြီးဟုတ်တယ်ဟိုအများဆုံးရတဲ့တဲ့အသင်းထဲမှာလည်းပါနေတယ်ဒါပေမဲ့တခုရှိတာကချဲစီကအာဆင်နယ်နဲ့နည်းနည်းလေးအားနေတာဒါစပီဒီဖန်နီဖိုင်မှာတော့နည်းနည်းလေးအားနေနေတယ်ဒီဒီအာဒီရာဒီမှာလည်းဒါဒီစပီရာနဲ့ချဲစီကဂိုးတွေလည်းပြီးနေရတော့အဲ့အပိုင်းလေးကလည်းဒါစိတ်ဝင်စားဖို့ ကောင်းလိုမျိုးဟိုဒါဘယ်လိုပြောမလဲဒီစိတ်ဝင်စားဖို့ကောင်းနေတယ်လို့ဒါဟို minus car အနေနဲ့ဒါပြီးခဲ့တဲ့ဒီ PSG နဲ့ပွဲတွေဒီဟို sorry ဒါပြီးခဲ့တဲ့ဒီ Barcelona Barcelona ဟို9နဲ့ပွဲတွေမှာလည်းသူ့ရဲ့ဒီ game plan တွေကောင်းတာလေကျွန်တော်တွေ့ရတယ်ဆိုဒီပွဲမှာဟောဒါ minus car အနေနဲ့ Arsenal ကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အသာစီးရောက်ဖို့ဟိုဘယ်လိုမျိုး game plan ကိုဒါချိကန်နိုင်မယ်တို့ဒါစီသူထင်လဲဗျဟုတ်ဒီပွဲကြီးတွေတို့ရင်ဆိုင်နေကြပါတော့ PSG ကိုတို့နိုင်ခဲ့တယ် Liverpool လည်းနိုင်တယ် ဟိုဘာယန်မြို့နစ်ကိုလည်းအဲဘာစီလိုနာကိုလည်းနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံတိုင်းပဲသွားဖို့ရှိတယ်ဒါပေမဲ့မတူတာကဟိုဘက်ကအာဆင်နယ်ဖြစ်နေတာပေါ့နော်အဲ့တော့ခုနကကိုယ်ထက်သွင်းဆွေးနွေးသွားသလိုပဲအာဆင်နယ်ရဲ့ set piece progress ကကြောက်ဖို့ကောင်းတယ်ပြီးတော့သူတို့ရဲ့ဒီ tactics တွေကကြီးမားတဲ့စိတ်ပိုင်းတစ်ခုပေါ့နော်အဲအရင်အာယုံနောက်တယ်သူတို့ကစားရတာအဲ့တော့ဘယ်လိုလဲဆိုတော့ foul ကျူးလွန်ပါလားမကျူးလွန်ကျူးလွန်ရင်လည်းအနေရများတဲ့ set piece ဖြစ်မယ်မကျူးလွန်ဆိုရင်လည်းအနေရများတဲ့နေရာတွေဘလုံးသက်ဆောင်ခွင့်ပေးရမယ်ဆိုတော့ jewel poly ဖြစ်နေရပေါ့နော်အဲ jewel poly ကတစ်ခုလောက်အနေရရှိနေအဲ့ဟာတစ်ခုပြီးတော့ chelsea အသင်းရဲ့ set piece defending မှာ arnel jet ဆိုတာကအမ်ကျွန်တော်တို့ပြီးခဲ့တဲ့ sunderland နဲ့ပွဲပြီးတော့ brandford နဲ့ပွဲတွေမှာကျွန်တော်တို့တင်းတင်းရှာရှာမြင်ခဲ့ရတယ်ပြီးတော့ဒီ carabao ဖလားမှာ wolf နဲ့ပွဲမှာကျွန်တော်တို့မြင်ခဲ့ရတယ်ဒါပေမဲ့ spa အသင်းနဲ့ပွဲမှာတော့သူတို့ပြန်ပြီးတော့အဖတ်ဆယ်လိုက်တော့တွေ့ရတယ်အဲ့တော့အဲ့ set piece defending မှာသူတို့ဘာလုပ်ခဲ့တယ်လဲဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် အဲဒီအာဆင်နယ်ရောအဲ့ဒါအလုပ်ဖြစ်နိုင်မလားကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်။ तू ကဒီ defending sub defending လက်ပစ်ဘောတွေပေါ့နော်။စပါတင်လက်ပစ်ဘောအားထားလက်ပစ်ဘောတွေကိုဒီ deep ပစ်ပေးတဲ့အနေထားအဲ့ဟာကို तू က defender တွေနဲ့စုပြုံပြီးမကာဝယ်ဘူး။ဂိုးသမားကိုလွတ်လပ်ခွင့်အများကြီးပေးလိုက်တယ်။ Robert Sanchez ကအယက်ရှိတယ်အယက်ရှိတယ်ပေါ့နော်။195အထက် Donnarumma ထက်တောင်ရှိသေးတယ်။1 cm လာမသိဘူးရှိတယ်။198 cm ရှိတယ်။ အဲ့တော့အဲ့သူ့ရဲ့အရက်အမောင်းအားသာချက်ကိုတုံးပြီးတော့လက်တွေလက်တန်ရေရွှေကြီးစမ်းထုတ်ပြီးတော့ box ထဲမှာလွှမ်းမိုးတဲ့ဟာတုံးခဲ့တယ်ဒါနောက်ဆုံး update latest တုံးခဲ့တဲ့အရာပေါ့နော်အဲ့ဟာကတခုအောင်မြင်တယ်ပြီးတော့သူတို့တွေအနေနဲ့ box ထဲမှာမထားပါတော့ patron တို့လို့ပါလို့ box ပေါ်ဝင်ချင်းမှာမတုံးတော့ဘဲနဲ့သူကဘာလုပ်ထားလဲဆိုတော့အရှိ့ကိုနည်းနည်းအရှိ့ကိုပို့ထားတယ်တဘောကညှိပြီးတော့ညှိပြီးရတဲ့ချက်ချင်းကောင်းတာပြန်စလို့ရအောင်သူတို့အဲ့လိုမျိုးပြင်ဆင်ထားတာကိုတွေ့ကြရတယ်ပေါ့နော် အဲ့ဒါကအစင်းနေအနေနဲ့သတိထားမယ်အချက်တစ်ခုအဖြစ်ကျွန်တော်ဒါထက်သွင်းစဉ်းစားခြင်းလေဘာလို့လဲဆိုတော့ဒီຢာဒီမဟုတ်ဟိုးရှေ့ຢာဒီတော့ကပြီးခဲ့တဲ့ຢာဒီမဟုတ်ဟိုးရှေ့ຢာဒီတော့ကမိုနာကိုအသင်းနဲ့ကစားတော့မိုနာကိုအသင်းကအစင်းနေအသင်းရဲ့ဆက်ပြီးစီကိုအဲ့လိုနီးတဲ့နဲ့ကာဝယ်ပြီးတော့ထိုးနှက်ခဲ့ဘူးလေကောင်တာပြန်ထိုးနှက်တာအစနေအသင်းဒီဆက်ပစ်တွေရရင်ကောင်တာထိုးနှက်ဖို့ဆိုတာအရင်ခက်ခဲတယ်ဒါပေမဲ့မိုနာကိုကအဲ့ဒါကိုလုတ်ပြခဲ့ဘူးလေပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာက service က chelsea ရာ service defense အားနေတယ်ဒါပေမဲ့ spa နဲ့ပွဲမှာခုနလိုမျိုး formula အစ်စ်ပေါ့နော် formula အစ်စ် spa နဲ့ပွဲမှာတော့အလုပ်ဖြစ်ခဲ့တယ်အဲ့ဒီဟာလေးကိုကျွန်တော်တို့တွေးထားရတယ်အဲ့တော့အဲ့ဒီဟာကိုဒီအခု arsenal အသင်းနဲ့ပွဲမှာဒါအသုံးချနိုင်တယ်လို့ကျွန်တော်ထင်မိတယ်အဲ့တော့အသုံးချရဲ့နီလန်က penalty area ထဲမှာဝိုင်းပြီးပိတ်ဆို့တာမဟုတ်ဘူးဘူးသမားကိုအများကြီးပေါ့နော် area ထဲမှာသူကလက်နဲ့ဖမ်းခွင့်ရှိနေတာဖြစ်တဲ့အတွက်သူ့ကိုပို့ပြီးတော့ freedom ပေးထားတယ်ဘောလုံးကိုကောက်မယ်ကောက်ပြီးရင်ဒီ arsenal အတွက်ဒီကြောမလုံစေတဲ့အနေရတစ်ခုအနေနဲ့ တို့အထဲမှာလူကို short တုံးတယ်အပြင်မှာတယောက်ထပ်တုံးလိုက်ထောက်ထပ်တုံးလိုက်တယ်အဲ့ဟာကအာဆင်နယ်ကိုပြင်ပြီးတော့ counter attacking ပြန်ထောက်ဖို့အတွက်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့ဒီဟာကခုနကကိုဝင်ဒီထက်သွင်းဆွေးနွေးခဲ့တဲ့ set piece နဲ့ပတ်သက်တဲ့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ topic တစ်ခုဖြစ်လာမယ်လို့ထင်တယ်တကယ်လို့ဟို short တက်ခဲ့မယ်ဆိုရင်အဲဒီထိုးနှက်ခံရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်လို့လည်းကျွန်တော်ယူဆမိတယ်ပေါ့နော်။အော်ကျွန်တော်ရဲ့ concern တစ်ခုပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Arsenal ရဲ့ set piece ကိုကိုးသွင်းနေဖြစ်စေမသွင်းနေဖြစ်စေသူတို့က set piece ကိုသူတို့ရဲ့ part of tactics အနေနဲ့သုံးတယ်ဒီဘယ်လိုပြောရမလဲဆိုတော့ကိုချင်းကိုချင်းမကိုချင်းထက်စက်ပီးစရရင်ပြိုင်ဘက်ကအကုန်လုံးပနတီရဲ့သွားဝင်နေရတာပဲအဲ့တော့သူတို့ရဲ့ကစားကွက်ကအလိုလိုပြက်တယ်သူတို့ကစားကျင်တယ်၄နှစ်၄၄နှစ်တွေ၄နှစ်၃နှစ်တွေ၄၃၃နဲ့၃နှစ်၅တွေပြိုင်ဘက်ကကစားရအောင်မဟုတ်ပဲနဲ့အာဆင်နယ်ပေးမဲ့ပေါ့ဆယ်ရနေကစားရတာအဲ့လိုပုံစံဖြစ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုဟာကွာအာဆင်နယ်ကမများရအောင်လုပ်လို့ရှိတာအဲ့တော့အာဆင်နယ်ရဲ့ပွဲမှာဆိုစက်ပီးစီကျွန်တော်တို့အများကြီးမြင်ရတယ်ပေါ့နော် ် SPS ကြီးအများကြီးမြင်ရတဲ့အခါမှာခုနလိုမျိုး SPS ကိုဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အချက်ကဒါတော်တော်အရေးပါလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရေးပါလာတယ်မှာတော့ကျွန်တော် Spartan နဲ့ပွဲတော်ကချယ်ဆီလုတ်ခဲ့တဲ့အရာလေးတစ်ခုကိုကျွန်တော်သွားမြင်ပြီးအဲ့တော့ဒါဟာ Enzo Maris ကစဉ်းစားရမယ်စဉ်းစားလာနိုင်တဲ့အချက်တွေအတစ်ချက်အဖြစ်ကျွန်တော်မြင်မိတယ်ကျန်တဲ့အပိုင်းတွေကတော့ဟိုဒီခုနအရှိပွဲတွေမှာကစားခဲ့သလိုအရာမျိုးကိုပဲဒါသုံးဆွဲသားဖို့ရှိရလို့ကျွန်တော်တင်မိပါတယ်ဗျ ဟုတ်ကဲ့ပါဒါ Chelsea အသင်းကနည်းနည်းလေးခံတာဒါဒီစပီဒီမှာတော်တော်လေးကိုဘယ်လိုမျိုးကြောက်ရမယ်ဒါ Monster တကောင်လို့ပြောရမယ်ဒါ Gravity မပါတော့ဒါနည်းနည်းလေးတော့ဟိုဘယ်လိုပြောလဲဟိုစိတ်သက်သာရနေမှာပေါ့လေဒါပေမဲ့တခုရှိတာကဒီစပီဒီမှာတကယ်အားကောင်းတာ Marino ကတကယ်ကြောက်ဖို့ကောင်းတာဒါပြီးခဲ့တဲ့ Bayern Munich နဲ့ပွဲမှာလည်းသူစီကတွတ်တရတော်တော်လေးကိုဘယ်လိုပြောလဲကိုးရလူနေပါဖြစ်ခဲ့တာပေါ့လေအဲ့တော့ဒီ Arsenal အသင်းကရောဒီပွဲအတွက်ဒါအကောင်းဆုံးဘယ်လိုပြင်ဆင်လာမယ်လို့ဒါကိုရရင်ထင်လဲဗျအဓိကတော့ဟို လိုပြောမလဲဘယ်နောက်ခံလို့ဒါ Color Fury ရဲ့အခန်းကဏ္ဍတော့ရေးကြည့်မယ်တင်တယ်ပုံမှန်ဆိုတော့ Color Fury တို့ Cucurella တို့ကတော့ဒီကွင်းလင်ကနေအတွင်းထက်တက်တယ်တိုက်စစ်ရဲ့ line မြင့်ဆုံးနေရာတွေပါဝင်တိုးပြီးတော့မှကစားတာမျိုးရှိအောင်နော်ဟိုဒီပွဲမှာကကြတော့ Chelsea ရဲ့ဒါတောင်မတက်စစ်ကိုလည်းတစ်ချက်လုံးဝထိန်းချောင်းမယ်ဒါ Pedro Neto က ဒါဒီနောက်ပိုင်းမှာဆိုရင်ဂိုးပေါင်ပတ်သက်မှုတော်တော်လေးများမှာเนาะဒီနောက်ပိုင်းပွဲစဉ်တွေမှာပက်ဒရိုနေတော့ချက်စီရဲ့ဒါနောက်ဆုံး၅ပွဲမှာဆိုဂိုးပေါင်ပတ်သက်မှု၅၅ဂိုးလောက်မှာအဲ့လောက်လဲရှိရင်နောက်တော့အာဆင်နယ်နဲ့ပွဲတွေမှာဆိုရင်ဂိုးပေါင်ပတ်သက်မှု၃ဂိုးလောက်ထိရှိထားတယ်ဆိုတော့ဒီဟာကိုဒါပက်ဒရိုနေတို့ဒီညာချမ်းကိုကတော့လုံးဝသတိထားမယ့်အခြေအနေချက်စီဒီဘယ်လိုပြောမလဲမထင်မှတ်တဲ့ရလဒ်တွေလုတ်ပြသွားတာပေါ့ဥမာ PSG နဲ့ ကွာကလတ်ချမ်ပီယံပွဲမျိုးနောက်တဲ့ဘာစီလိုနာနဲ့ပွဲမျိုးကြည့်မယ်ဆိုရင်ဒီညာချမ်းထရက်တွေအရန်ကိုပူစားဘာကြောင့်မလဲဆိုတော့သူတို့သုံးနဲ့ကွင်းလယ်မှာထပ်ပေါင်းတဲ့ကစားမကြည့်လိုက်တော့ဥပမာကူရဲလာလိုဘဲနောက်ခံလူမျိုးကိုထပ်ပေါင်းတာမျိုးမဟုတ်ဘူးညာနောက်ခံလူမျိုးထပ်ပေါင်းတဲ့အတွက်ညာချမ်းထရက်ကပူပြုံးမှအားကောင်းတဲ့ထိုက်မျိုးဒါချဲစီမှာဒါပွဲကြီးတယ်ဆိုကောင်းကောင်းမြင်ရအဲ့ဒါအတွက်ဘာလို့ဖီယိုရီကိုပုံမှန်ထက်ဆိုင်တော့ပိုပြီးတတိကြီးကြီးနဲ့ကစားခိုက်မယ်ထင်တယ်ဥပမာစပါးနဲ့ပွဲမျိုးဆိုရင်ကလာဖီယိုရီအဲ့လောက်ထိမတက်ဘူးမတက်ဘဲနဲ့ဒီကူတူးဆက်ချင်းချောင်းမှုကိုဒါစောင့်ကြည့်ရတဲ့အခြေအနေဖြစ်တဲ့အတွက်ဒီပွဲမှာလည်း ဒါအာဆင်နယ်အနေနဲ့ဒီခံစစ်ကိုပို့ပြီးတတိကြည်ကြီးကစားမယ်တင်တယ်။အာဆင်နယ်ရဲ့လက်ရှိအချိန်မှာဘောနော်အာတာချက်တခုမြင်ရတဲ့ဟာကြတော့သူကပွဲကိုအေးအေးဆေးဆေးသူတို့ပုံစံမျိုးပဲထိမ့်ပြီးမှကစားတယ်။ဂိုးရဖို့လောကြီးရမျိုးမရှိဘူးဘောနော်။ဒီဟာလေးကတော့ဒါအာတိုက်တာနဲ့အတူဒီဟာဒီမှာတူးတက်လာတဲ့အချက်တခုလို့ဦးအမြင်နဲ့အခုချယ်ဆီကိုလည်းဒီလိုပုံစံမျိုးနဲ့ကစားလိမ့်မယ်။နောက်တစ်ခါ အခုစဉ်းစားမိတဲ့ plan ရဒါအာဆင်နယ်ပရိသတ်အများစုလည်းစဉ်းစားထားမိတဲ့ plan ရဆိုရင် Stamford Bridge မှာတို့မရှိုးရင်ကိုဒါတို့တည်းကျင်းနိုင်ရမရလားတခုဖြစ်တဲ့အတွက်ဒီပွဲမှာလည်းကိုက low view မှာတိုက်စစ်စင်တာမျိုးနောက်တစ်ခါတော့ဒါစီသူထောက်ပြသွားတာမျိုးဆိုရင်တကယ်ကိုမှတ်ပါလေအာဆင်နယ်ကဒီဘယ်လိုပြောမလဲဇုံထဲမှာကြည့်မယ်ဆိုရင်သူကအရက်မြင့်တာပူတာနှိမ့်တာဘာမှမပြောဥမာ Bayern Munich နဲ့ပွဲမျိုးဆိုရင်ဒီအရက်ခပူတာ Timmas ကခေါင်းတိုက်သွားမျိုးဘာလို့သူကလူဦးရေများထားတယ်လူဦးရေဥမာ3ယောက်လောက်ရှိတဲ့နေရာမျိုးမှာသူကသူကစားဘောလုံးကျမဲ့နေရာမျိုးမှာသူက3ယောက်လောက်နေရာယူထားလိုက်တာအဲ့တော့တယောက်မှတယောက်က ထိကိုထိမှာပဲအဲ့ထိတဲ့ဘောလုံးကဂိုးလိုမောဖြစ်ပြမဖြစ်ဘူးဆိုရင်လည်းဒါဂိုးပေါက်ချင်းချောင်းမှုတကူကတော့ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတဲ့အတွက်ဒီအချိန်ရဒါအာဆင်နယ်ကဒါဆက်ပြီးစရာတိုင်းဒါခန်းစစ်ကစားမရောရှေ့တော့တက်မှာရှေ့တက်မဲ့အချိန်တကူမှာတော့ဒါသတိကြီးကြီးကစားဖို့လိုတဲ့အချိန်တကူလည်းအကူရောကမြင်ရတယ်အဲ့ဒီပုံအဲ့သတိထားမှုကိုလည်းအထီးထားကိုယ်တိုင်ဘယ်လိုပြောမလဲပြင်ဆင်လာမယ်လို့အကူကထင်တယ်ဒီပွဲမျိုးမှာအာဆင်နယ်ကခန်းစစ်ကိုပို့ပြီးတော့မှလိုပြောမယ်တတိထားပြီးတော့မှကစားမယ်နောက်ထပ်သူတို့ရဲ့ပုံစံတိုင်းမယ်ဒီအချိန်ဆွဲပြီးတော့မှ ီ ducks attackers တွေပေါ့နော်အဲ့ပုံစံတွေတုံးလာမယ်ထင်တယ်လက်ပြဘောရရင်ဒါအ ਨੇ ဆုံး၄၅စက္ကန့်ကတော့သူကအချိန်ခိုးမယ် set piece တွေရရင်အ ਨੇ ဆုံး၅စက္ကန့်၁၀စက္ကန့်တော့ကတော့အချိန်ခိုးပြီးတော့မှပွဲကို delay လုပ်အောင်သူတို့ပုံစံတိုင်းပဲကစားမယ်လို့ထင်တယ် chelsea တွက်ကတော့ဒါကလည်းတကယ်ကိုစောင့်မွေးပဲပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ chelsea ကပေးကူးမရှိဘူးရလက်တွေတောက်လျှောက်ကောင်းလာခဲ့တဲ့အချိန်ကြီးဒီပွဲမှာကတော့ chelsea ကဒါနိုင်ခဲ့မယ်ဆိုရင်အမှတ်ပေးစရာမှာအမှတ်ကွာမှု short ချနိုင်မယ် arsenal ကိုယ်တိုင်လည်းဒီပွဲမှာမရှိုးနိုင်ခဲ့ဘူးတကယ်လို့နိုင်ခဲ့မယ်ဆိုရင်သူတို့ရဲ့ champion ဒီဘယ်လိုပြောမလဲစိတ်ဓာတ်ပိုင်းကိုယုံကြည်မှုပိုင်းအများကြီးမြင့်တက်ခဲ့မှာဆိုတော့အခုတကယ်တမ်းစောင့်ကြည့်နေတာကတော့ color view ရဲ့အခက်ခန္ဓာနောက်ထပ် arsenal ရဲ့ဒီစိတ်ရှည်တိခတ်နိုင်မှုနောက်ထပ် queen လမ်းမှာဒီ canaris နဲ့ superman တို့ရဲ့ထိန်းချုပ်နိုင်မှုဒါတွေတော့လုံးဝစောင့်ကြည့်နေတာရှိပါတယ်ဒီဘွား premier league မှာပေါ့နော်ဒါလက်ရှိချိန်မှာဆိုရင်အားအကောင်းဆုံး queen လမ်းအတွဲဖြစ် ဒါဆူဘီမန်ဒီရိုရိုက်တို့တစ်ဖက်မှာအန်ဆိုတို့ဂိုက်စီတို့ဒီအတွဲဖက်ကအမြင်နဲ့ compare လုပ်ပြီးတော့ပြောကြတယ်ဒါပေမဲ့ type ချင်းကတော့မတူဘူးပေါ့နော်ဟိုမှာ rise တို့ပါဟိုကကျတော့ဟို left number 8 row မျိုးကိုကစားတယ်နောက်တက်ဒီ deep lying ပုံစံမျိုးကိုကစားတယ်အန်ဆိုတို့ကျတော့ attacking ကိုပုံပြောမှအားပြုတဲ့ပုံစံဟိုမှာ rise တဲ့အစားရင်းလည်းအားပြုတယ်ဇူဘီမန်ဒီတဲ့ဆိုရင်တော့ဒါပြောစရာမလိုဘူးအဲ့ဒီအချိန်လေးတကူမှမတူညီတဲ့ type မျိုးလေးအကိုသွားပြောမှမြင်ရဆိုဒီကွင်းလယ်ဘက်တဲကလည်းအရန်ကိုစိတ်ဝင်စားစရာကောင်းပါလေဘယ်သူကပုံပြောမှထိန်းချောင်းနိုင်မယ်ဘယ်သူကပုံပြောပွဲဖြစ်အဆုံးဖြတ်ပေးနိုင်မယ်ပေါ့နော်ဒါလေးလည်းစောင့်ကြည့်ကြပါလိမ့်မယ် ဟုတ်ကဲ့ပါဒါအာဆင်နယ်ကတော့အခုချိန်မှာအကောင်းဆုံးအသင်းလို့တောင်ပြောလို့ရတယ်ဗောလေဟိုဘလို့အချိန်မျိုးမှာဖြစ်ဖြစ်ဘလို့ပုံစံပဲကစားတာ high pressing ကစားမလားဒီခန်းစင်ကစားအောင်ကတော့ဟိုဟာဟိုဟာ position base ကစားမလားဟိုတိုက်တယ်လို့ကစားလို့ရတဲ့အနေအထားဖြစ်နေရဗောလေအဲ့တော့ဒီအသင်းကိုဒါ Chelsea အသင်းအနေနဲ့ဒါအင်္ဂလန် staff ဖွဲ့မှာဘလို့မျိုးသူတို့ရဲ့စနစ်ကိုပြပြအောင်လုပ်မလဲဆိုတော့ဒါအဓိကပွဲဖြစ်ဖြစ်လာမယ်ထင်တယ်အဲ့လိုမျိုးပဲဒါခုနကျွန်တော်တို့ပြောခဲ့တဲ့မျိုးပဲဒီအာဆင်နယ်ကဒီဟာ the grand right တို့ဒါ wide set ကိုင်းစီတို့ရဲ့ဒါကွင်းလယ်မှာဟိုဟာသူတို့နှစ်ယောက်တွေ့ရမယ်ဟိုဟာရင်ဆိုင်ရမယ်ဘက်တယ်အပြင်ကဒါဒါပြီးခဲ့တဲ့ ီဘာစလိုနာနဲ့ပွဲမှာရမားလိုကစားသမားမျိုးဒါပေါက်ကက်တဲ့ထည့်သွားတဲ့ကိုကူယဲလာကဒါဒီပွဲမှာစကောက်ဘလူထိန်းချောင်းမလဲဆိုရဲပိုင်းလေးကတော့အရန်စုံစားဖို့ကောင်းပါတယ်အခုလိုမျိုးဒါကိုရဲရင်ရောစီတူကတော့ဟိုပြပြစုံစုံသုံးသပ်ပြီးရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်စကောက်ပြိတ်တက်များလေးကျွန်တော်တို့အစီအစဉ်ကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်